ဂျပန်ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ရဲ့တက်တာတဲ့အတုံးလုံးချင်းဝင်နဲ့တိစောက်ပြီးစီးခဲ့တဲ့ Giant Concrete တံတားကို Meshla 9ရက်နေ့မှာဖွင့်လှစ်လိုက်ပါတယ်။တံတားဖွင့်ပွဲကိုဆောက်လုပ်ရေးဝန်ကြီးဦးမျိုးတန်၊ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစော့မြင့်ဦးနဲ့တာဝန်ရှိသူတွေတက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။ Giant Concrete တံတားအဟောင်းဟာတက်တန်းကြာမြင့်လာပြီးတံတားခန့်နိုင်ဝင်အားကန့်သက်ချက်ရှိလာတဲ့အတွက်တံတားဟောင်းရဲ့ဘေးကပ်ရပ်မှာပဲဂျပန်ချင်းဝင်ဂျပန်နည်းပညာနဲ့တိစောက်ခဲ့တာပါ။ ဂျိုင်းကွန်ကရစ်တံတားတစ်ကိုဂျပန်ယန်6.8ဘီလီယံကုန်ကျခံတိဆောက်ခဲ့ပြီးတံတားအရှည်1903ပေရင်းသွားလန်းအကျယ်84ပေရင်းတစည်းချင်းခန်းနိုင်ဝင်တန်60ရှိကလေးလန်းသွားတန်ကိုကွန်ကရစ်ကျိုးဆိုင်တံတားအမျိုးအစားဖြစ်ပါတယ်ဂျိုင်းကွန်ကရစ်တံတားပစ္စည်းတော့ပါကမြောက်ရီနေဆမတီလဝတမူမူဆဲအထိသွာလာနိုင်မှာဖြစ်ပြီးအေယာဝရီပကိုတနင်္သာရီမွန်နဲ့ကရင်ပြည်နယ်တို့ကပို့ကုန်တွေမြောက်ရီနေဆစခန်းကိုတည်ယူရမှာပို့မှုလွယ်ကူနိုင်မယ်လို့သိရပါတယ် ဂျိုင်းကော့ဂရိတ်တံတားအပါအဝင်အရှိအနောက်စီးပွားရေးစင်ကြံလမ်းမပေါ်ကဂျိုင်းစာတပြင်းတံတားနဲ့အတရံတံတားတိစောက်ချင်းစီမံကိန်းအတွက်ဂျိုင်းက ODA ချင်းွေဖြစ်တဲ့ဂျပန်ယန်33.8ဘီလီယံနဲ့ဆောင်ရွက်ဖို့2015ခုနှစ်အောက်တိုဘာလမှာချင်းွေသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်းမှာခင်ဗျာ